ဆုံးခါဒီနေ့မုံညီဖူပေါင်းလို့ကြမယ်ပေါ့နော်ဘာဝင်ပစ္စည်းတွေအားလုံးပါမယ်မုံညီပါမယ်လည်းဒီနေ့ဆက်လို့ပဲဒီအဲချက်တုံမယ်ခဲချင်ပြီးနှလုံးမဲ့ခဲ့ပါတယ်ဒီချက်ချက်တုံလေးချက်တုံလေးဆယ်ဦးပေါ့နော်အော်ဆယ်တဲ့ပေါ့နော်နောက်ခါလာဒါဆိုလို့ရှိရင်မုံညီဖူကိုတင်ပါမယ်ရှင်မုံညီဖူကိုအခုလေးပဲယူနော်အရွယ်ကကျတော့အရင်လိုမျိုးပါလို့ရှိရင်ဒီနေ့ပေါ့နော်အခုလေးကိုဒါတင်ရှင်နည်းနည်းမြူကြီးဟာ တာလည်းပြလိုက်ပါမယ်ရှင်။ကလေးတင်ပြစမှုတေကနနာပင်နေပါအကုန်လုံးပေါ့နော်တတိယအကုန်လုံးတတ်ရှင်းပါမယ်ရှင်ပဲသီးကိုနှက်ခန်းကတော့အတောင်းလိုက်ထည့်ပါမယ်ရှင်ဒါလေးကတော့အကုန်လုံးဒါတင်ပြီးသားပေါ့နော်နှက်ခန်းကကြတော့မုံညင်ဖူပေါင်းတဲ့ကိုမုံနစ်ကစင်သိမဝဲပဲနဲ့အဲ့လိုမျိုးလေးထောင်းပါမယ်ရှင်နှက်ခန်းကဒါလေးအကုန်လုံးရေးဆေးပါမယ်ပြီးလို့ရှင်ရေးဆေးပြီးပါဝင်ပစ္စည်းတွေအဲ့လိုမျိုးလေးနှက်ခန်းကလွှာပေးလိုက်ပါမယ်ရှင် ခန့်ချင်ပြီးလဲလေးစိတ်ပဲစိတ်နေတော့ပြီးရင်စိတ်ထားတဲ့ဆံကိုမမှုလေးဖြစ်အောင်နှာခမ်းကထောင်းလိုက်ပါမယ်ဒါအားလုံးဒါပြီးလို့ရှိရင်စားရဲဟင်းချုံမုံရဲပဲစီလေးရဲနောက်ပြီးတော့နှာခမ်းထောင်းထားတဲ့ဆံမုံလေးကိုအားလုံးရောပြီးနှဲလိုက်ပါမယ်ရှင်စားကတော့ကိုယ့်ရဲ့ ဟိုတင့်တော်တဲ့အနေထားလေးထည့်ပေးပေါ့နော်ဟိချုံမုံထားရင်လည်းဟိချုံမုံထည့်ပါမယ်ဘုံညီဘူးပေါင်းရတဲ့အချိန်ကျတော့ဒီလိုမျိုးပဲပေါ့နော်။ဦးလေးကိုတက်ပြီးမှယေစုရဲ့အချိန်မှာမုံညီလေးတွေကိုထဲပါမယ်ရှင်။နှခန်းကအာလူတွေကိုကျတော့အပေါ်မှာတင်ပါမယ်ရှင်။မပြော့ဤအောင်ပေါ့နော်။သူ့ကိုမိနစ်20လောက်အရင်ပေါင်းထားပါမယ်ရှင်။ဒါမိနစ်20ပေါင်းပြီးတော့ပေါ့နော်။ဒါဆိုလို့ရှိရင်နိုင်ဝဲလောက်ပေါင်းပြီးရင်အဲ့လောက် ကျက်သွားပြီမနော်နှက်ခန်းကကြတော့ပန်ထွေဖြော်လေးနဲ့စားပါမယ်ရှင်ဘုံညဖူးပေါင်းတဲ့ချိန်မှာကျက်ခန်းချင်သေးတွေကိုတခါတည်းထည့်ပြုတ်ပါမယ်ရှင်ပန်ထွေဖြော်လေးကိုကြတော့အမခန်းချင်သေးကို အခုံခွာထားပြီးတော့အခုကျက်သွန်နီရဲ့ငရုတ်တီးရဲ့ကျက်သွန်ဖြူရဲ့ကိုနှက်ခန်းကနု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 ဆင်းပေးလိုက်ပါမယ်ရှင်ပြီးလို့ရှိရင်နှက်ခန်းကနနပင်လေးရောထည့်ပါမယ်ရှင် ါလေးကကြတော့ပင်ခပိပြားလေးကိုတော့နှခမ်းကထောင်းလိုက်ပါမယ်ရှင်။ကျန်းချင်းလေးလေးကိုရောအဲ့လိုမျိုးလေးတောက်တောက်စင်းလေးပါမယ်ရှင်။အရင်ကြည့်သွားပြီနော်။ဒါဆိုလို့ရှိရင်အကုန်လုံးကိုရောပြီးမှနှခမ်းကမွေးလိုက်ပါမယ်ရှင်။နနပင်လေးထည့်တယ်တော့เนาะပင်ငပီထောင်းမိသားကိုထည့်လိုက်ပါတယ်စားနည်းနည်းဟင်းကြုံမှုနည်းနည်းပြီးရင်ပစုံကြောပိုးလေးကိုတင့်တလောက်ထည့်လိုက်ပါမယ်ရှင် အဲ့ဆိုလို့ရှိရင်ရပြီပေါ့နော်အဲဟဲအလကစတာပါတာမြာဒီလေးကြံနေပေါ့နော်မမွေးလေးဖြစ်အောင်လို့ပန်သေးပြော်တဲ့ကိုတာမြာဒီလေးညှက်ထဲပါမယ်ဆိုရင်လုံးဝဒါပြီးပြည့်စုံတော့ပြီးတော့မုံညဖူးပေါင်းလေးကိုဒီလိုမျိုးလေးထည့်ပြီးမှစပါမယ်ရှင်အရန်ကိုမွေးနေရပဲနော်မုံညဖူး